ညီညွတ်ကြဖို့ကက်သလစ်ဂိုင်းချုပ်ချားစမောင်ဘိုတိုက်တွန်းလိုက်ပါတယ်။အာဆာခေါင်းဆောင်လွတ်မြောက်ရေးရိုဟင်ဂျာဒုက္ခသည်တွေစုတောင်းကြပါတယ်။ကြားဖြတ်လုပ်ငန်းက BNL လူမျိုးတွေကိုမြန်မာမှာထိမ့်သိမ်းထားပါတယ်။ဒီသတင်းတွေအပြင်ဒီနေ့မနက်ခင်းသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ မြန်မာနိုင်ငံမှာသွေးထက်တန်ယူမှုတွေဆက်လက်ဖြစ်ပွားနေချိန်မှာညီညွတ်ကြဖို့ကက်သလစ်ခိုင်ချုပ်ယဟန်အမတ်ချားစ်မောင်ဘူကတိုက်တွန်းလိုက်ပါတယ်။စိတ်မေရီဖခင်ကျောင်းတော်မှာမတ်လ16ရက်ကကျင်းပတဲ့စိတ်ဂျိုဆက်ပွဲတော်နေ့နဲ့တမန်ဆရာတော်တပါးကိုတိတ်ခတ်တင်ပွဲမှာတိုက်တွန်းတာပါ။မြန်မာပြည်သူတွေနာကျင်စွာခံစားနေရတာတွေကိုကူစားမဲ့မျှော်လင့်ချက်ကိုအခုတိတ်ခတ်တင်ခံလိုက်ရတဲ့ဆရာတော်ကဖန်တီးပေးပါလို့ယဟန်အမတ်ချားစ်မောင်ဘူကတိုက်တွန်းတဲ့အကြောင်း Vatican News ကမနေ့ကဖော်ပြပါဗျာ။ ဒီနေ့မြန်မာနိုင်ငံမှာနိုင်ငံရေးကမငြိမ်မသက်လူတွေကနေရရွှေပြောင်းရပြီးလူမှုဒုက္ခတောကအဝဝနဲ့မတည်ကြတာတွေအကျက်တဲတွေကြုံနေရတယ်လို့လည်းမိန့်ပါတယ်ရှင် လူသတ်မှုတရားမဝင်ဝင်ရောက်မှုစစ်သွေးကြွလှုပ်ရှားမှုစွဲချက်တွေနဲ့ပြီးခဲ့တဲ့သတင်းပတ်ကဖမ်းဆီးခံရတဲ့အာရကန်ရိုဟင်ဂျာကဲ့တင်ရေးတပ်အာဆာခေါင်းဆောင်အာတာဦးလာစောစီးစွာလွတ်မြောက်ရေးဆုတောင်းဖို့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ရိုဟင်ဂျာဒုက္ခသည်တွေမတ်လ19ရက်ကတီးခြားစီစုဝေးကြတယ်လို့ Writers ကမနေ့ကဖော်ပြပါဗျာ။အာဆာခေါင်းဆောင်အပါအဝင်လူ၁၀ယောက်ကိုဒါကာမြို့တော်နာမှာဖမ်းဆီးမိတာပါ။ 2010ခုမှာနေကြားဆောင်စခန်းတွေကိုအာဆာကတိုက်ခိုက်တာကနေမြန်မာစစ်တပ်ကရိုဟင်ဂျာတွေကိုနှိမ်နင်းပစ်လာပြီးဒုက္ခသည်9သိန်းခွဲဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရပါတယ်။အာဆာကောင်းဆောင်လွတ်မြောက်ရေးဆူတောင်းဖို့ဗုဒ္ဓဟူးနေ့ကတီးကြားစီစူဝေးကြတဲ့ဗီဒီယိုတွေလည်းရှိရဲလို့သတင်းမှာဖော်ပြပါတယ်။သူလွတ်မြောက်ဖို့ရိုဟင်ဂျာတွေဆူတောင်းကြပြီးမဲ့စခန်းကချွတ်ဒုက္ခသည်တွေကတော့အာဆာခေါင်းဆောင်ဖမ်းဆီးခံရတာကိုဝမ်းသာကြတယ်လို့ဆိုပါရယ်သူ့ကိုဖမ်းဆီးလိုက်တာဟာတရားဥပဒေစိုးမိုးရေးတိုးတက်နိုင်တယ်လို့ယူဆကြပါရယ်ရှင် ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီတဝိုက်မှာလှုပ်ရှားနေတဲ့ကြားပြန့် online ငွေလိမ်လုပ်ငန်းတွေကိုစီးနင်းဝင်ရောက်နှိမ့်နှင်းပြီးနောက်လွင်မှုကြီးကြပ်ရေးစီးမင်းတွေချိုးဖောက်မှုနဲ့ VNN လူမျိုးတွေကိုယာယီထိမ့်သိမ်းထားတယ်လို့မြန်မာစစ်ကောင်စီအာဏာပိုင်တွေကအကြောင်းကြားကြောင်း VNN News ကမနေ့ကဖော်ပြပါဗျ။ထိန်းသိမ်းခံထားရတဲ့ VNN နိုင်ငံသားတွေဘသူဘဝဖြစ်တယ်လဲဆိုတာကိုတော့စစ်ကောင်စီအာဏာပိုင်တွေနဲ့အနီးကပ်လောက်ကင်ဆောင်ရွက်နေတယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရသူကမနေ့ကပြောပါတယ် VNN တွေကိုလုံခြုံပြီးကောင်းကောင်းမွန်မွန်ထားဖို့နိုင်ငံသား၏ဝင်ကြီးဌာနညွှန်ကြားချက်အရမြန်မာနိုင်ငံမှာရှိတဲ့ VNN တန်ယုံကစစ်ကောင်စီအာဏာပိုင်တွေကိုမြစ်တာရက်ခံထားတယ်လို့ပြောပါရရှင်။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကဖမ်းဆီးတဲ့အမှုမှာပူးပေါင်းပါဝင်နေဆိုတာမဟုတ်မှန်ကြောင်းဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တွေကမနေ့ကညင်းဆိုလိုက်ပါတယ်။ဒူတာဒေးကိုမဖမ်းဆီးခင်ကြိုတင်ညှိနှိုင်းနေဆိုတာမဟုတ်မှန်ပါဘူးလို့တရားရေးဝန်ကြီးကလည်းပြောကြားကြောင်း CNN ကဖော်ပြပါဗျာ ဒူတာဒေးကိုမတ်လ17ရက်မှာ ICC ကဖမ်းဆီးပြီးအဲ့ဒီနေ့မှာပဲတရားရုံးတရှိရဲ့နယ်သာလန်ကိုပို့ဆောင်ခဲ့ပါတယ်။မူရီဆေးဝါစစ်စင်နှိမ်နင်းရေးမှာလူထောင်နဲ့ချီတက်ဖြတ်တဲ့အတွက်လူသားမျိုးနွယ်ပေါ်မှာရာဇဝတ်မှုကျူးလွန်မှုနဲ့တရားရင်ဆိုင်ရပါတယ်ရှင်။တရုတ်နိုင်ငံရှင်ကျန်းပြည်နယ်မှာရှိတဲ့ဝီဂါမိသားစုတွေစီထိုင်းတာဝန်ရှိသူတွေတွားရောက်တာကဇလန်းဆက်ကွက်ဇညွန်းအတိုင်းပဲလို့ဆွဆွဲတာတွေကိုထိုင်းဒုတိယဝန်ကြီးချုပ်ကပယ်ချလိုက်တယ်လို့ဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ သူတို့ဟာဟောလိဝုဒ်မင်းသားမင်းသမီးတွေလိုညွန်ပြတဲ့အတိုင်းမျက်ရည်ကျပြတာမဟုတ်ဘဲဝီကာမိသားစုတိုင်းမိမိသဘောဆန္ဒအလျောက်တွေးဆကြတာလို့ပြောပါရယ်။ထိုင်းတာဝန်ရှိသူတွေဟာသူတို့နဲ့တွေးဆလိုသူတွေနဲ့တွေးဆခဲ့တာပါလို့သုံးရကြခီးပြီးမှဝန်ကြီးချုပ်ကပြောပါရယ်။ထိုင်းနိုင်ငံကနေပြီးခဲ့တဲ့လကတရုတ်နိုင်ငံကိုပြန်ပို့လိုက်တဲ့ဝီကာမိသားစုတွေကောင်းကောင်းမွန်မွန်နေထိုင်ရတာရှိမရှိကြိရှိစစ်ဆေးဖို့ထိုင်းတူးဝန်ကြီးချုပ်အပါအဝင်တာဝန်ရှိသူတွေတရုတ်နိုင်ငံကိုတွားရောက်ကြတာပါရှင်။ ဒီနေ့မနက်ခင်းသတင်းတွေကိုတင်ပြခဲ့တာပါလွတ်လပ်တဲ့အာရှအတန် RFA အတွက်နှစ်စဉ်ထုတ်ပေးနေကြရန်ပုံငွေတွေကို2025ခုနှစ်မတ်လ15ရက်နေ့ကစပြီး American အစိုးရကဖြတ်တောက်လိုက်တဲ့အတွက်အခုချိန်မှာဝင်တဲ့အနှဲငယ်နဲ့သာလဲပတ်နေပါဗျ။နေ့စဉ်နောက်ဆုံးရသတင်းတွေကို RFA Barmis ရဲ့တရားဝင် website နဲ့လူမှုကွန်ရက်တွေကနေအကန့်အသတ်နဲ့သာတင်ပြနိုင်တော့မယ့်အကြောင်းအသိပေးအပ်ပါရယ် RFA ကိုအစဉ်တစိုက်အားပေးလာတဲ့အရောက်စီတိုင်းကို RFA အဖွဲ့သူဖွဲ့သားတွေကအထူးကျေးဇူးတင်ရှိပါရယ် အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေကျမတိရိမင်းစင်ပါရှင်